ရှုစွာဘုရားသခင်ကျေးဇူးတော်ကိုချီးမွမ်းပါရစေ။အားလုံးမင်္ဂလာပါခင်ဗျာ။ဒီနေ့တော့ဝါကြွားချင်းဤဥယျတရဖို့ဆိုရက်ကောင်းစင်လေးနဲ့ခေါ်ပြီးတော့မှာဖြစ်ပါတယ်။တက်တလို့နေဩရစာပထမဆောင်အခါနှစ်စာပိုက်19ကိုဖတ်ပါမယ်။ငါတို့မျော်လင့်ခြင်းအကြောင်းဝမ်းမြောက်ခြင်းအကြောင်းဝါကြွားချင်းဥယျတရဖို့ကအဘယ်တုတ်တော်အကြောင်းရာနည်း မာရုသခင်ယေရှုခရစ်ကြွလာတော်မူသောအခါရှေ့တော်၌သင်တို့သည်ထိုတို့သောအကြောင်းအရာဖြစ်သည်မဟုတ်လောစာပတ်နေစေသင်တို့သည်ငါတို့ဘုံမတည်ငါတို့ဝမ်းမြောက်ခြင်းအကြောင်းဖြစ်ကြသည်ပြောရတွေ့ရတယ်တင်ရရှင်ပေါ်တို့ကရှင်ပေါ်တို့ကငါတို့ငါတို့ဆိုတာကတက်တလို့နေဩရစာပရမဆောင်ရေးတဲ့ခါမှာရှင်ပေါ်လူနဲ့တင်မောတင်နဲ့ပေါင်းပြီးရေးတာဖြစ်တယ် ။ဒါကြောင့်ငါတို့ဆိုတာကရှင်ပေါလုကသူနဲ့သူ့ရဲ့လူပေါ်ခံပဲ။ဟောအထူးဖြစ်တော့သင်မောသေးပေါ့။အဲ့တော့ငါတို့ရဲ့ငါနဲ့သင်မောသေးရဲ့ဝါကြွားခြင်းဥယျတ္တဖူကတော့မင်းတို့တက်တလို့နေမှာမြို့မှာရှိတဲ့ယုံကြည်သူများဖြစ်ကြတယ်။အဲ့ဒါဘယ်တော့ဖြစ်မလဲဆိုတော့ဟာဘယ်တော့ဖြစ်မလဲဆိုတော့ ငါသခင်ယေရှုခရစ်ကြွလာလို့မတော့ခါလို့ပြောရတွေ့ရတယ်။အဲ့တော့ယေရှုခြေဆောင်ခြင်းပြောချင်တာဖြစ်တယ်ပရမတ်အစင်မှာနော်။ခြေဆောင်ခြင်းမှာအဲ့တော့ဘာဖြစ်မလဲဆိုတော့နှစ်ကောခံငါဆပတ်တဆယ်မှာကျွန်တော်ယုံကြည်သူအလုံးတို့ဟာခရစ်တော်ရဲ့တရားပလင်ရှိမှာရောက်ကြမယ်။ပြီးရင်ခန္ဓာကိုယ်မှာကျင့်တဲ့အကျင့် ကောင်းမကောင်းရှိတဲ့အတိုင်းတရားစင်ချင်းစစ်စစ်ချင်းခံရမယ်ပြောရတွေ့ရတယ်အဲ့ချိန်ကြရင်အဲ့ချိန်ကြရင်ဒီရှင်ပေါ်လူတို့အဖွဲ့ဟာဝါကြွားချင်းဥယျာတရဖို့နော်ချိမှချင်းခံရမယ်ဒီတက်တလိန်တက်တလုံးနေမြို့သားတွေနေတော့တခြားမြို့လည်းပါမှာပေါ့နော်ဒီနေရာမှာတော့တက်တလုံးနေမြို့ကိုအဲ့ဒီမှာရှေ့ရုံကျေးသူတွေပြောတယ် အဲ့တော့ရှင်ပိုလိုတို့အဖြစ်ယေရှုခရစ်တော်ယုံကြည်လာကြတဲ့သူတွေဟာနော်ယေရှုခရစ်တော်ရဲ့ရှေ့ရောက်တဲ့ခါမှာတော့သူတို့တသက်ခံကြမှာနော်တသက်ခံကြမှာလုကာခန်း16စာပိုက်9မှာနော်ဘာပြောလဲဆိုတော့တင်းတို့ဒီစုတေအစင်စုတေတော့ခါအစင်မြတ်တင်တော့ဒီတော့ဗိမာန်၌နော် ကျိုးဆိုလက်ထံတော်သူရှိသခြင်းကမမြဲသောလောကီစည်းစိမ်ကိုတုံးဆောင်ကြတော့ခြင်းအဲ့တော့ယေရှုခရစ်ရှိရောက်တဲ့ခါမှာနော်ကျိုးဆိုခြင်းခံရမယ်နော်ဒီခုနလူကာကကြတော့သူကအလှငွေအဖြစ်ပေါဝင်ကြတယ်ခုနအခြေပြုကြမ်းကြတော့လက်တွေ့ပေါဝင်တော်သူဒီနှစ်ခုပေါင်းထားတာဖြစ်တယ်အဲ့တော့လက်တွေ့တရားဟောတော်သူကလည်း ကျူဆွခြင်းခံရမယ်နော်အိုးရှင်ပေါလို့တို့ဟာလားအဖြစ်ကျွန်တော်ကျမတို့ကယေရှုသိရတာပါသူနဲ့တူအဲ့ချိန်ကြာရင်ရှင်ပေါလို့တို့ကိုဆီလွတ်တဲ့အလူရှင်နေအဲ့ဦးကလေးအလူထဲတဲ့သူတွေအဲသူတို့လည်းတိမှန်အိုးသူတို့ထဲတဲ့အလူမွေအဖြစ်ရှင်ပေါလို့တို့ရောက်လာတာပါကျွန်တော်ကအဲ့ဒါကြောင့်အဲ့ဦးကလေးတရင်ကိုကြားပြီးတော့မှ ကိုရောယေရှုကိုကျွန်တော်ယုံကြည်လက်ခံကြတာဖြစ်တယ်။နော်အဲ့ဒါကြောင့်ကျွန်တော်တို့ကျေးဇူးတော်ကြောင့်ကယ်တင်ခြင်းရတာပါဆိုပြီးတော့မှဝန်ခံကြမယ်တဲ့ခရစ်တော်ရှင်ပါ။အဲ့ဒီခါကျရင်ခန္ဓာအလုံးဝထဲတဲ့သူကလက်တွေ့ယုံလေးဝင်ငှားတဲ့သူကနော်ဝါကြွားခြင်းဖြစ်ရှိမယ်။နော်ဒါကြောင့်ဒီနေ့အားပေးချင်ပါတယ်။ဒီဝါကြွားခြင်းကတရင်ကလေး9နှစ်လေးခြေဆောင်ခြင်း9နှစ်လေးမကပါ မြေပေါ်မှာခြေချတဲ့ခါမှာလဲအလုံးတည်တဲ့တိုင်းပဲเนาะအမကတော်စစ်ပွဲပြီးတာနဲ့တရားပလင်သုံးနဲ့စိတ်တရားစင်နဲ့တရားပလင်လူမျိုးတွေစင်တဲ့ခါမှာအဲ့မှာလဲဒီနေ့ဟွာကြွားခြင်းဘုရားတော်ပို့ရှိမှာသူမြတ်မကအနှစ်ထောင်ကာလမှာလဲမြို့ဆယ်မြို့မြို့ငါးမြို့အုပ်စုပါအုပ်စုပါဆိုပြီးတော့မှဒီနေ့အလုံးချင်းတော်ချင်းခံရအောင်မှာဖြစ်တယ်သူမြတ်မကကောင်းကင်ဘုံ เนาะเยรูซาเล็มမြို့တစ်ရောက်ရင်လဲဒီနေ့เนาะထာဝရကာလလုံးလုံးဝါကြွားခြင်းဥယျတရဖို့เนาะခိုင်းရမှာဖြစ်ပါတယ်ဒါကြောင့်ဓမ္မမိတ်ဆွေဒီဖိလိပ္ပိခန်းနဲ့စာပိုက်20မှာငါတို့ကျင့်တော်အကျင့်မူကကောင်းကင်ဘုံနဲ့ဆက်ဆံကြ၏เนาะဒီလောကအတွက်ငါတို့အသက်မရှင်ဘူးတဲ့ကောင်းကင်ဘုံမှာထာဝရကာလလုံးလုံးမှာ ံရမယ်ချိလောက်ချင်းခံရမယ်ဘုံရှိမယ်ကိစ္စအတွက်ငါတို့အသက်ရှင်တယ်ဒါဟာဘာဖြစ်လဲဝါကြွားချင်းဥယျာဉ်တရဖို့ဖြစ်ပါတယ်ဒါကြောင့်ဒီနေ့နောက်မကြသေးပါဘူးမိတ်ဆွေသင်ဟာဒီလောကမှာရှိနေခြင်းဒီထာဝရကာလမှာဝါကြွားချင်းဥယျာဉ်တရဖို့သူ့ချိမြင့်ချင်းခံရဖို့ခေါ်တော့လူရှိလို့ဒီလောကမှာရှိနေသေးတယ်ဖြစ်တယ်ဆိုတော့ကိုနားလည်ပြီးတော့မှဒီနေ့ဆက်ပြီးတော့မှကိုပေါင်းချင်းမှာရှိတဲ့သူတွေကို ဧဝံဂေလိဝင်ငါပါဝင်ငါပါကိုရမဝင်ငါနိုင်လေကိုမရှိရငွေကြီးစည်းစိမ်နော်မြန်းနဲ့ဧဝံဂေလိခီးစင်သွားနေကြတဲ့သူတွေဧဝံဂေလိလုပ်ငန်းလုပ်တဲ့နေရာမှာပါဝင်ပါအဲ့ဒါဆိုရင်တော့ကိုရောနဲ့တွေ့တဲ့ခါမှာတင်းရွယ်ကြီးတုံးတင်းဟောပြောခြင်းအဖြစ်ပြောင်းလဲလာကြတဲ့ယုံကြည်သူဖြစ်လာကြတဲ့သူတွေဟာတင်းရဲ့ဘဝကြွားခြင်းဝိရတ္ထဖြစ်မယ်အဲ့ဒါကသာရကာလတွေဖြစ်မယ် ခွာပေးနဲ့ညီကိုချုပ်ပါရက်ဘုရားသခင်နဲ့တင်တော်အလုံးကောင်းချီးပေးပါစေတော့အာမင်